တခါကတငါရွာလေးတွာမှာကြောက်စရာကောင်းတဲ့ထိုတန်းစိလာတစ်ခုရှိလေဗျာတငါရွာဆိုတော့သူတို့တို့ရဲ့ရေကြီးတဲ့ຢာကတော့ငါးရီညံ့ရဖို့ဖြစ်တာပုံလိုက်မဲ့အဲ့လိုငါးရီညံ့ရဖို့တွေ့တနေ့ကိုတခါအေးဖယ်ကြီးကိုမိမိငယ်လေးတရားကိုဆက်သားရပါလေအဲ့ဒီမိမိငယ်လေးဟာချော်မောရမယ်အပြိုစီလေးဖြီးရမယ်ဒါဖေတော့ကြီးပူစော်ဖို့ပြည့်စုံတဲ့ရေကောက်တကောက်ဖြစ်နေမိချောင်းကြီးတမ်းမှာစရိတ်ခံရပါလေ ဇလာလင်းပစာခင်မှာ channel လေးကို subscribe မွေးရသိရင်တော့ subscribe လုပ်ပြီး like တစ်ချက် comment တစ်ချက်မှတ်ပြီးခဲကြပါဦးဗျ comment မဲ့ဖို့ချင်ရှိတဲ့သူတွေကတော့ emoji လေးတစ်ဖြစ်မှတ်ပြီးခဲလို့ရပါတယ်အဲ့ဒီယူဆကြီးဟာကံကောင်းစွာနဲ့သိမကြလင့်ပဲဒူဒူစုကကံခွန့်ရေးဆန်ခဲ့တာကြောင့် ရေးပူစော်တဲ့ဒလစ်တွေလေးတောက်ွယ်သွားကြရပါတယ်။အဲ့ဒီနောက်ပိုင်းမှာလေအာလိုကအေးဆင်းစွာနဲ့ရှိနေခဲ့တယ်ဗျ။ဒါပေမဲ့ဆယ်စုနှစ်တစုကြာတဲ့ချိန်မှာတော့သူမြင့်ကြီးတဲ့မှာတည်တနာတွေစနေခဲထားလာခဲ့ပြန်ပါတယ်။ကောက်ခင်ရ၌လရောက်ရဲတဲတဲ့လေးထွက်ပေါ်နေတဲ့ညတရမှာနေချောင်းပြည်တဲ့ကို မောက်စိဘွားကြီးအောင်ရောက်နေခဲ့ပါတယ်။မောက်စိဘွားဟာတမဟာတဲ့တယောက်ဖြစ်ပြီးတော့ထိုးစံလိုပဲပိုက်ခေါ်ပြင်းနေခဲ့ပါတယ်။ ်ရေပကြီးပေါ်မှာလေလာရောက်ပြနေကြတာကြောင့်ဒီထောင်ကြီးကပါလေးလေးလေးပြနေကြတာပေါ့မော်စိဖွာကတော့သူ့ရဲ့ပက်ကော်တွေကိုဒူးဒီဇိုင်းတေးချာဆွဲတည်နေခဲ့ပါ रे အဲ့ဒီခြေလေးမှာကြွားဖဲကနေပြီးတော့မိရင်လေးရဲ့အလင်းရောက်လို့မိတူတူရာလေးတစ်ခုကိုလည်းတွေးလိုက်ရပါ रे သူထိလိုက်တာကတော့အဲ့ဒီမိအေလေးအားတေတကြီးလာနေရဲ့လို့ထိလိုက်တယ်ကြာသူထိလိုက်တယ်လို့ပဲဥပျော်တင်းရဲ့လေတကြီးထွက်လာခဲ့ပါ रे ဥပြောင်းတင်ရလေတငါသက်တယောက်ဖြစ်ပြီးတော့မောင်စိတ်ဖွားနေလေအတော့ကိုခင်ကြပါလေဥပြောင်းတင်ဟာသေပေါ်မှာမိအလီတလို့ထားရှိပြီးတော့တမကိုအေးချေးလေးပဲလော်နေခဲ့တယ်ဗျာအဘိုးကြီးတွေရဲ့ထိုးစံတိုင်းလူငယ်တွေလိုမဖြက်လက်ရှာတော့နေတီနေတူလုံနေရတာပေါ့မောင်စိတ်ဖွားကလေဥပြောင်းကြီးကို လက်ပြပြီးနှုတ်ဆက်လိုက်တယ်ဗျာပြီးလေတီရောသူလဲသူလှုပ်ရှားရှိတယ်လို့ကိုလေလိုလက်စားတွေလက်စားတက်နေခဲ့ပါဘီမောင်စိတ်ဖွားတရား သူ့ရဲ့ပိုက်ကော်လေးနဲ့မျက်စိအလဲတဲ့ခြေတွင်းမှာရေတွေတုတ်ကျသွားတဲ့တန်ကြီးကိုကြားလိုက်ပါရဲ့အတန်ကြားတော့တဲ့သူလေးဥပျော်ကြီးဘက်ကိုလှမ်းကြည့်လိုက်ကြတဲ့သူကြည့်လိုက်တဲ့ချိန်မှာတော့လူကမရှိတော့ပဲကိုရိတ်ဒီရဖြစ်နေတဲ့အသေးသေးစီးသာကြံရှိနေခဲ့ပါရဲ့လူတို့လိုက်ကြည့်သူလေးဟာဘာဖြစ်တာလဲဆိုပြီးအံ့ဩသွားကြတာပေါ့လူကျောက်လို့မလဲပြတလို့ရုတ်တရက်ပြုတ်သွားတာဆိုတော့ပူးစိတ်တဲ့စတဲ့ပြီးတော့ထိလဲမှုတွေ ဝင်ရောက်လာခဲ့ပါပြီ။လေပေါ်မှာရှိတဲ့မိအရောလူကြီးတကောင်လိုကြောက်သွားတော့ဥပြောင်ကြီးကိုစိတ်ပူသွားခဲ့တဲ့ဗျ။ဥပြောင်ကြီးရေဥပြောင်သူအော်ခေါ်တဲ့တာကိုတော့ဥပြောင်ကြီးကမတုတ်ပြန်ခဲ့ပါဘူး။ဒီချိန်လေးတွေးမှပဲတည်ငြိမ်နေတဲ့ရည်ပြည်ကြီးဟာဂျိုဒီရဲ့ထိုးရှားလာခဲ့ပါရဲ့။သူရဲ့လှူရှားမှုတွေဟာမိသားတကောင်ချီးကဲ့လာတယ်လို့လေစီကိုတပြေးပြေးလိလာခဲ့တာပေါ့။မောင်စိတ်ဘွားကလည်း ဒါမူမမှန်ဘူးဆိုတာသိလိုက်ပြီးအ мян လှည့်ပြန်ဖို့လိုပါ၏အဲဒါကြောင့်ကြာရှိနေတဲ့ပိုက်ကော်တွေကိုအ мян ဆွဲတည်နေရတာပေါ့ဒါပေမဲ့ထိုချေလေးတွေးမှပဲခက်ပြေးတော့မဲ့သူစီကိုတစုံတယောက်ရောက်နေခဲ့ပြီဆိုတာ သူသတိထားမိလိုက်ပါ၏သူရဲ့ခင်းနေဘေးကိုကြည့်လိုက်ပြီးတော့မေကလေးကြောက်ကိုတွေးလိုက်ပြီးလန့်သွားခဲ့တယ်ဗျာသူမြင်လရတဲ့မေကလေးဟာမျက်နှာလေးကအတော့ကိုချေးစပွဲကောင်းနေဗျာမေလိုဝိုင်းလေးတွေက အပြေကိန်းစင်တဲ့ကြည့်တွင်နေ ကြည်နေတောက်ပနေတဲ့သူ့မျက်နှာလေးကစွဲလန်းချစီရာကြီးဗျာအဲ့ဒီမိကလေးရဲ့ဆွဲဆောင်မှုတွေကြောင့်မဆိတ်ခွာလေးခဏတာတီးစိတ်လွတ်ပြီးတော့ကြောက်တော့ဖြစ်သွားခဲ့ပါ යි ဒါမေးစေဘွားဆိုတဲ့ကောင်ကလေနည်းနည်းရရကောင်မဟုတ်ဘူးဆိုတော့ချစ်ချင်ပဲဒါန်အန်ဒီရဲ့ပဲဆိုတာတီးလိုက်ပါလေတီးလိုက်တာနေမိယာလေလောတက်မကိုကောက်ခဲ့ပြီးထုချမေလို့ပါ යි အဲ့တော့မှဒီမလေးအတုခါရမှာကြောက်လို့ကြီးတဲ့ပြေးစင်းသွားနေရပါဘော အဒီချေမမောက်စစ်ဘွားလေးကမန်ကရန်ဆက်နူပြီးတော့ဒီကနေထွက်ပြေးဖို့လုပါတော့တယ်။ကျောင်းအားလက်အားဆက်နူပြီးတော့ခြေကိုတင်းလိုက်ပြီးရွာကန်းကိုအမြန်ပြေးပါတော့တယ်။ကန်းကိုရောက်တာနဲ့ခြေဘုကအမြန်ပြေးစီပြီးထက်လက်တဲ့ကြီးတွေနဲ့ဂျီတွေကိုချိနေခဲ့ပါဘူး။ဒါပေမဲ့ခုချိန်တည်းသူအဆက်ကတွင်းလဲရတဲ့အရာတွေကိုတော့တူနားမလည်နိုင်ခဲ့သေးပါဘူး။မင်းရဲ့ဝီလီဝီလင်းခြေကိုရောက်မှာတော့တန်ငါတဲ့ချုပ်ဟာရွာကန်းဘေးမှာရိုးရိုးတဲတဲတွေဖြစ်နေကြပါရဲ့။ ူတို့ဟာဘာကြောင့်ဇိုသဲဆူညာနေကြတာလဲဆိုတော့ကမ်းပေါက်မှာလူကြောက်လာတဲနေခဲ့တာကြောင့်ဖြစ်ပါတယ်။အဲဒီလူဟာ AGF တရားဝင်နေတက်မရှိရတဲ့ပုံစံဖြစ်ပါတယ်။အဲဒီချိန်မှာမောက်စိတ်ဖွားရဲ့အဖေတကြီးဦးသိန်းမော်ကိုတာဖာရောက်လာခဲ့ပါတယ်။တကြီးရောက်လာတော့မှကမ်းပေါက်မှာတင်နေတဲ့အလောက်ကိုကြည့်လိုက်တော့ဦးပျော်ကြီးဖြစ်နေခဲ့ပါတယ်။ဦးပျော်ကြီးကသူ့ရဲ့ကိုယ်ထဲရေတွေဝင်ရောက်နေခဲ့တာကြောင့်လက်နာကိုယ်လက်စိတ်ပိုက်ပြီးဟာဖောတော်နေခဲ့တယ်ဗျာ။ ဒါတကယ်ကိုပြောင်းတင်းပဲစေမကောင်းစရာပဲကွာကကြီးလူကကြွန့်ကျင်တငါတဲ့ကြောက်ပါဘာလို့ခုလိုရင်းနေပြီဖေးတာလဲဗျဘာလို့လဲဆိုတော့တမမဟုတ်လို့ပေါ့ကွာရည်ထဲမှာငါတို့မသိနေတဲ့ຢာတစ်ခုခုရှိနေပြီမောင်စိဘွားကလည်းညကဥပြောင်ကြီးကိုတွေ့လိုက်တာနဲ့ပတ်သက်ပြီးဖြစ်ချက်တွေကိုတခြားတငါတဲ့တွေနဲ့ကြွားသားတွေကိုပြောပြခဲ့ပါတယ်သူပြောတာတွေကို ကြော်သားတွေကယုံမယုံမသိမိမဲအဲ့ဒီထက်ကအပွားကြီးကြောင်ကတော့ဒီကစားနဲ့ပဲသက်တဲ့ကြောင်တစ်ခုကိုထပြောခဲ့ပါရဲ့အချိန်တိုင်ပြီးထင်ပါရဲ့အရင်ကဒီမိကြီးနဲ့ပဲသက်တဲ့ရာဇင်တွေရှိခဲ့တယ်ဒီမိကြီးတဲ့မှာပြင်းရှိတဲ့မေကလေးငယ်လေးတွေကိုဒူဒူစုကစရိခဲ့ကြတယ်အခုဒူရဲဝိညာဉ်ကကြော်သားအကျိုးတွေနဲ့သူပြန်လာကြပြီတကယ်ကြရင်သူတို့ပြန်လာခဲ့မယ်လို့ပြောခဲ့တာပဲအဖေ့ ဒါဆိုကြည်ရတော့ဒီကိစ္စကိုမသိကြည့်ရအောင်ဆိုပြီးထားလဲလို့ရမယ်ပုံစံဖို့ဘူးဗျတတော်ကကိုတွေတွေးလဲရတဲ့သူဆိုတော့ဒီပြဿနာကအတော်ကြီးတယ်ဆိုတော့ပြောရဲတယ်ဘလို့လို့မလဲဘေးဘလို့လို့မလဲဆိုတော့အခုချိန်မှာ ရွာရဲ့အရေးပေါ်နေနဲ့ညဘက်မြေတဲစစ်တာတာမိတယ်အခုကစပြီးဘလို့မှညဘက်ငါမဖမ်းရဘူးခြေထဲမှာရှိတဲ့ရာကိုတော့သူနဲ့ဆက်ဆက်တဲ့လီလာနဲ့ရှေ့ရှေ့မှရလိမ့်မယ် တချေကပြန်လို့တော်မူသွားတဲ့ပိုးကြီးတွေပါငါ့ကိုပြောခဲ့ဘူးတဲ့မင်းတို့ရွာမှာတနေ့ကြာရင်တက်တနာကြီးတခု ပေါ်လာလိမ့်မယ်နဲ့အဲ့ဒီတွေ့မော်မတ်ထရန်ဒါဒလက်ကိုလည်းငါစီပေးခဲ့တယ်အရှင်ဖျားရဲ့စကားပြောတကယ်ဖြစ်လာပြီပဲအဲ့ဒါကအသာထားဦးမားတို့လုံလောက်ဆယ်လို့ရမှာကဥပျော်ရဲ့အလောက်ကိုပဲသူ့ရဲ့တာသမီတွေကကိုဗကန်းရွာမှာရှိတယ်ဆိုတော့မားတို့တောင်းရင်တိုင်းသွားဖို့ပေးရမှာပေါ့အဖေ ဒေါက်ဆိုကြိုလဲလိုက်မယ်မလိုဘူးနေမလိုက်နဲ့ငါရွာမှာမရှိဘူးမင်းကရွာကိုငါကိုစားကြည့်ပေးထားရင်ရပြီငါမမှောက်ခင်ပြန်လာခင်နေတကြီးဟာဥပြော်ရဲ့အလောက်ကို သားသမီးဆွေနိုးရီစီပို့ရတဲ့စီစိန်လိုက်တယ်ဗျာသူပရင်သွားပို့မှာကြည့်ပြီးတော့သွားသားတယောက်ကို သူ့နောက်လိုက်ခဲ့ဖို့ပြောတာပေါ့အလောက်ကိုလေပေါ်တင် ပြတာနဲ့သူတို့ချက်ချင်းပဲထွက်သွားခဲ့ကြပါပြီးတော့ဒလိုမဲမဲဆိုပြီး မော်တာတစ်ချောင်းကိုလည်းကုနစ်တူကျူးသွားခဲ့ပါတယ်။ဖိုပကန်းရွာကိုရောက်ပြီးလို့မောင်မကြခင်မှာပြန်လာဖို့စီစဉ်ထားခဲ့တယ်ဗျာ။ဒါပေမဲ့မထက်မထားတဲ့ကိစ္စလေးတွေကြောင့်သူတို့ပြန်လာတဲ့ချိန်ဟာနောက်ကျသွားခဲ့ပါ යි ။အကြီးတို့နေ့ကိုဖြစ်တဲ့ချိန်မှာတော့အခြေကညနေ6:00နာရီခွဲကျော်ကျော်လောက်ရှိနေခဲ့ပါပြီ။ဂျွန်နီဘေးကန်းကိုမကက်ခင်ရေလကိုရောက်မှပြီးတက်တာတခုနဲ့တုံတွေးခဲ့ရပါတယ်။သွားနေရင်တန်လန်း လူသားတဲ့ဆက်ဟာရုတ်တရက်ပြတ်တုပ်သွားခဲ့ပါဘာဖြစ်တာလဲကွာဆက်ကမင်းတေချာစိတ်ခဲ့တယ်မလားစိတ်ခဲ့ပါလေတကြီးအခုကဘာဖြစ်မှတွေ့လည်းမသိဘူးဘုံမရောက်ဒီမြောက်ကြီးလေကြီးကိုရောက်မှာပဲစဲတည်သွားရဲဆိုတော့ယောက်စလို့လေခေါင်းကြီးသွားခဲ့ကြပါတယ်ဆက်လီမုန်းတဲ့ရွာသားကလည်းဖျားတပြီးတော့တည်သွားတဲ့ဆက်ကိုမရမကပြန်နိုးနေကြတာပုံဒီချိန်ဒီမှာ ဘာပဲဖြစ်လာနေလဲဆိုတာကိုသိတာမို့တတော်လေးကိုမှကြုံလဲကြုံနေခဲ့ကြရဲ့ဗျဒါနဲ့ဆက်လီကတော့ဘလို့ပဲနုံနုံညာဆိုင်တူကြတဲ့ဘောဓာကြီးတွေလိုပဲလုံးဝလုံးမလာခဲ့ပါဘူးလှည့်ရဲ့နေတွင်းမှာတော့မနေ့ကလိုရေပြေလှုပ်ခဲလာပြီးတော့မိသားတောင်လိုအနည်းကိုချိခဲလာနေခဲ့တာပေါ့အနောက်ကဂျွာသားတယောက်လေလှုပ်ခဲလာတဲ့ဂျီဘီကြီးကိုစူးစိုက်ကကြိလိခဲ့ပါတယ်တပြုံးမှုဆိုပဲ ယတိစိမကြီးဟာရုတ်တရက်ထွက်လာပြီးဆက်လီမုတ်တဲ့ကောင်ကိုကြေတဲ့ဆွဲချပွားခဲ့ပါရင်မက်ဆီသမိတ်တွေမှာမြန်ဆန်စွာနဲ့ထိခဲ့သွားခဲ့တာကြောင့်တကြီးဦးသိမ်းမောက်လေးဘာမှမတက်နိုင်ခဲ့ပါဘူးသူတိလိုက်တဲ့ချိန်မှာတော့နောက်ကျသွားခဲ့ပါပြီဒါမဲ့ကိုကိုကိုပပယ်ပို့တွေမော်တာတလဲကိုတောက်ကင်နေပြီးတော့တတိကက်ထားလိုက်ပါလေလူကြီးမတူဆိုရောဒီလိုတဲ့အန်တီရောက်လာခရေးဘာလို့မာလေးပြကြီးတဲ့ခုံစိတ်ကြီးလက်ပြကိုပြေးမာလား ပူညီလာမဲ့ခြေကိုစောက်မာလာတကြီးဦးသိမ်းမကတော့အဲ့ဒါလေးတခုမှမလုပ်ပဲတက်တီရှိစွာနဲ့ရေးဆိုင်ခဲ့တယ်ဗျတက်တီရှိရောရှိကိုထွက်လာခဲ့ကြံငါမကြောက်ဘူးတော့အစ်စ်နေမယ်ထိုးထုတ်ပြောပြီးတာနဲ့ကိုကိုကိုအာပီရေချင်းနေကြီးမှာအကူကြီးမဲ့နေကြတာပေါ့ကာကြတဲ့မှာအစ်စ်နေထိုးထားတဲ့ပစ္စတိုကိုဆွဲထုတ်လိုက်ပြီးတော့တင်းနေကိုလာနေတဲ့ရေလဲကိုပြစ်နေခဲ့ပါတယ်ဒီထဲမှာလည်း ဒေါက်တာနေတူတဲ့ပိုးရေးတွေကိုတွေ့လိုက်ကြကြအောင်ဒူနီယာရီစီကိုတနေ့နေ့ပြင့်နေခဲ့လိုက်တယ်ဗျ။ပြီးရနဲ့ထိုချေတွင်းမှာပဲစက်ကြီးကိုတမန်ကန်န်ဆွဲနှိုးနေခဲ့လိုက်တာပေါ့။တောက်ချော့ကြီးနဲ့အတိန်ဆွဲနှိုးတော့စက်ကလည်းနိုးသွားခဲ့ပါလေ။ဒါနဲ့ထက်ချင်းထွက်သွားမယ်လို့ပေမဲ့တကူကူမားနေပြီဆိုတာတတိထားမိသွားခဲ့ပါလေ။ကြွားတကြီးအနောက်ကိုလှည့်ကြည့်လိုက်တော့အင်းဒီစိန်မကြီးကဒီကမှာမုတ်ကြည့်ထိုင်နေခဲ့တယ်ဗျာ။ ရွာရဲ့ကဲကဲရနေရာလေးမှာတော့မောက်စိဘွားရှိနေခဲ့ပါလေ။ကြောထားတဲ့အခြေထဲနောက်ကျနေတဲ့ဆိုတော့သူလည်းစိတ်ပူလို့လာဆောက်နေခဲ့ပါလေ။သူဆောက်နေလို့တဲ့မကြခင်မှာပဲမိအေလေးရဲ့လက်ရောင်နဲ့တူဆက်လက်တကြီးလာနေခဲ့တာကိုလှမ်းတွေးလိုက်ရပါလေ။မောက်စိဘွားရဲ့စိတ်ထဲမှာလည်းအွန်းဖေတျောက်နောက်ကျနေရပဲဆိုပြီးတွေးလိုက်ခဲ့ဗျ။ဆက်လက်ကြီးဟာအထေကောမရှိအရှိကြီးနဲ့ဝင်လာခဲ့ပြီး အိုးတိုင်းဆိုပြီးတိတ်မိကိုပါတယ်တကြီးဦးသိမ်းမော်ရဲ့ပူဇာကလည်းတောက်ဆရာတဖို့ကို တွေ့လျာလို့တုံ့လို့နေတဲ့ပူဇာကိပြီးခါရာကိုကြီးကပါတောက်သေးတင်ခဲ့ပါတယ်စိတ်ဟွာလဲသူ့ဘရဲ့ပူဇာကိုစိတ်ပူပြီးတော့တေလေးကိုအပြေးဆေးရှာတာဗောအဖေအစီပင်းရဲ့လားဗျကြောက်ချွေးတွေချွေးစည်းတွေတက်ပြီးမျက်ကျူလန်နေတဲ့သူကြီးကတော့ဒီချိန်နေမှာတက်မရှိတော့ဘဲဘိုးဆိုတီလဲချသွားခဲ့ပါတယ် မောင်စေဘွားဟာသူ့ဘေကမြေထဲမှာရှိတဲ့တစိမကြီးလက်ချက်ဆိုတာ သိလိုက်ပြီးသူ့ရေထဲမှာနှဖြည့်သိနေကအောင်ဖြစ်နေကြပါလေအလောက်ကိုတော့ကြွားထက်ကပြတ်ထက်မှာထားရှိကြပြီးတွားသားတွေကနာရေးကိစ္စတွေကူညီပေးကြပါလေစေဘွားတယောက်သူ့ဘေတွေကြားတဲ့ဝိုင်းနေနေရီတွေကြောင့်သူ့ရဲ့နှလုံးလေးလည်းနေရဲလေးရှိနေကြပါလေနေရဲတိုးရဲတွေ့မှာပဲလူတွေအသေးပြောက်ဖြစ်ကုန်တာနဲ့ဟရရွာကလူတွေလည်းအတော့ကိုကြောက်နေကြပါပြီ။ ဒါကြောင့်ဘိုးကြီးတစ်ပါးစီချစ်ကက်ပြီးတော့ဒီပြဿနာကို ခေရှင်းပေးကြဖို့တောင်းဆိုနေခဲ့ကြပါ යි ဥစဉ်ကတမန်ရဟန်းတစ်ပါးပါပဲကွယ်အဲ့လိုကိစ္စပဲလို့ဘုတိမဆွမ်းဆောင်နိုင်ပါဘူးဒါပေမဲ့တက်ဆင်ရတခြားနီလန်တစ်ခုခုတော့ရှိမှာပေါ့သူတို့ပြောတာဟုတ်ပါလေဆရာတော်ဒီဘက်တော်တို့ကိုကူညီပါရွာကမတည်တည်တဲ့သူတွေတည်ခဲ့ရတဲ့အတွက်ဂီထဲမှာရှိတဲ့ဟာကို ရှိရှိမှရလိမ့်မယ်ဝိုလ်ကျွေးနေတဲ့လက်လို့တွေပြီး ဦးစင်းကြီးကိုတောက်ဆိုတော့ဦးစင်းကြီးကလည်းကိုကြီးပရမတ်ချင်နေဖြစ်လာခဲ့တဲ့ဗျစိတ်ဘွားကလည်းသူ့ဘရဲ့တက်ကိုနှုတ်ယူသွားတဲ့ဒဇိမကြီးကိုအတကူပြန်တီးချစ်စေတွေဖြစ်နေခဲ့ပါရင်ဒါကြောင့်အခြေတွေများစမချိုးတော့ပဲနာရေးဖီးတဲ့ညမှာပဲသူတို့ဟာစီစဉ်ကြီးတခုဆွဲချခဲ့ပါရင်အဲ့ဒီစီစဉ်ကတော့မြေချောက်တဲကဒဇိမကြီးကိုနောင်နောင်လေးပြန်ကင်ပေးကြမှာပဲဖြစ်ပါရင်အဲ့ဒါကြောင့်ဆက်လက်လေးစီကြွားသားတွေပြီးနေအခြေ9နာရီလောက်မှာ ထွက်ခွာလာကြပါ၏။တိတ်ထဲမှာပါလာတဲ့သူတွေကလည်းနှကံမွေ၊မိုးစိတ်မွေ၊ဂျိုင်းမွေတူတူနဲ့လူချမ်းကြီးတွေပြအဲ့ဒီပြင်ဥစေကြီးလည်းပါလာခဲ့တာပေါ့။ဥစေကြီးနဲ့မောက်စိတ်ဘွားတို့ကတော့တလေတဲ့ပြတီးရတာတော့အပီပီတီးကိုရောက်လာကြတဲ့ပုံစံပေါ့။သူတို့ရဲ့လေလေစီရေလကိုရောက်မှာတော့တဇိမကြီးထွက်လာမဲ့ခြေကိုစောင့်နေခဲ့ပါတယ်။မိကြောက်တဲ့ကတဇိမကြီးကတော့ လူအုပ်ကြီးကိုရှေ့ပြီးတော့ထက်မလာခဲ့ဘူးဗျာ။တန်းနဲ့သူတို့အုပ်စုလည်းတစိမ့်မကြီးခွန့်လာမဲ့ခြေကိုစောက်ဆိုင်ရင်းနဲ့လူနေသူလည်းကြားလာခဲ့ပါလိမ့်။တချို့ဘေးကြီးတွေကလည်းတတိကောင်းစွာနဲ့တေးတမောတောင်အေးလိုက်ကြသေးတယ်ဗျာ။ဘာရေးမှောက်တွေ့ရတော့သူတို့လည်းလှည့်ပြန်ဖို့တွေးလာကြပါလိမ့်။ထိုးချွေလေးကိုရောက်မှပဲရေပင်ကြီးလှုပ်ခဲစာပြူလာခဲ့ပြီးတော့သူတို့ကိုတတိပေးခဲ့ပါ යි ။အဲ့တော့မှအီမောကျနေတဲ့ကောင်ကြီးကလည်းနိုးလာခဲ့ပါလိမ့်။ အရင်ညကမောစီပွားတွေ့လင်းရတဲ့မိမချော်လေးတွေဂျိုးတရထွက်လာကြလေဗျသူထွက်လာပြီးအလိုသတိထားကြ၏ပိုပြီးတော့ထူဆန်းအော်ဖို့ပေါင်းနာကတင်ညမှာတော့မိမချော်လေးတွေကတိုးရောက်ဖြစ်နေခဲ့ပါ၏ဒါကြောင့်သူတို့တွေကစတိတ်ခံလေရတဲ့မိကလေးတွေများဖြစ်နေမလားဗျသူမိမချော်လေးတွေဟာတိတ်သောစီးရဲ့နေဘေးမှာထွက်ပေါ်လာပြီးသူတို့ရဲ့မျက်နှာလေးတွေနဲ့ဖျားယောင်ကွေးဆောင်နေခဲ့ပါ၏ လေဘောကဘဲကြီးတွေကလည်းကျင်းနာတဲ့တဲ့ယောက်ျားပါရီရဲ့ထိုးစံအတိုင်းသူတို့ကိုဘလုတ်ချရဲ့ပဲဖြစ်နေကြတယ်ဗျစိတ်တဲ့အာယုတွေပြန်စုကြည့်ကြဒါတကားတို့ကိုအာယုပြက်ပြအောင်လှည့်စားနေတာတတိမလို့စိန်နေနော်အီလိုပြောပြီးတာနဲ့အစေးသေးပေးထားတဲ့ပြည့်ကြီးခွက်ကိုလှမ်းယူလိုက်ပါပြီပြီးတဲ့နောက်လည်းဘက်ကိုမြုပ်ထားလိုက်ပြီးတော့ဘိုးကြီးပီပီပြားကုတ်တော်တရားကုတ်တော်တွေကိုကြော့ပက်တာပေါ့ဗျာကြော့ဆိုလိုပြရနဲ့ အဲ့ဒီပြည့်ရည်တွေကိုနှိမ့်ထဲလောက်ချလိုက်ပါတယ်။ဒါကြောင့်အနည်းမှရှိတဲ့မင်းမချောလေးတွေဟာနာကျင်ဆူးရလို့တဲ့တာကြီးဖြစ်အော်နေတကယ်ကြတယ်ဗျာ။သူတဲ့ခန္ဓာကိုယ်တွေဟာနေရတရာခလာအောင် ပူလာခဲ့တာကြောင့်ပြီးတော့ရောက်ဆုံးလှပတွေကလည်းပြည့်စီသွားနေပါပြီ။မင်းသားကြီးတွေအပွားကြီးလိုဖြစ်လာပြီးမှပဲအားလုံးလည်းချော့ကိုစော်ကိုကြပါတယ်။အားလုံးပြည့်ကြ သူတို့အားလုံးဂါရီနဲ့ဆောင်ကြပြီမယ်တရားတစေတွေဖြစ်တာကြောင့်ကြီမတိုးခဲ့ဘူးဗျဒီနေ့ကြီးဟာကရုရဲ့ရေပိုင်နဲ့ဖြစ်တာကြောင့်တစိမ့်မကြီးတွေဟာတေကြီးကိုဆွဲမောင်းပါတော့တယ်ကြီးတဲ့ကိုရောက်တာနဲ့သူတို့လုံးတက်တာခံရမှာဖြစ်တာကြောင့်အသက်ရှင်လျက်ထွက်သွားဖို့ဆိုတာလည်းမဖြစ်နိုင်ပါဘူးသူတို့အားလုံးရိုးရီဆာကတ်တွေနဲ့အလုံးရှုံးနေကြတော့မှတစိမ့်မတွေကတော့မောက်စိတ်ပေါ်ရဲ့လှည်ကြီးကိုရောက်လာခဲ့ပါ යි ။ အဲ့ဒီဒီစိမဟာအဝေးကနေမကြည့်နေဘူးဆိုတဲ့ထားနဲ့ကြည့်နေခဲ့တယ်ဗျပြီးတော့တစိမ GDP ရုပ်ပြည့်ဆင်းပြည့်အော်ဟိပီလှိုင်လူကြီးတို့ခုဖန်စီကမောက်စိတ်ဖော်လို့စီလွတ်လိုက်ပါတယ်အဲ့ဒီလှိုင်ကြီးဟာတကျဲထိတာနဲ့လူတွေမောက်ကုန်မဲ့ပုံစံတိရှိပါတယ်ဒါပေမဲ့လှိုင်ကြီးဟာအနည်းကိုရောက်တာနဲ့တောက်ွယ်သွားနေပါ යි ဘာလို့လဲဆိုတော့ဦးချင်းကြီးဂျောပဲဒီတဲ့ကားတာကြောင့်အစိမကြီးရဲ့လှိုင်လူလေးတောက်ွယ်သွားခြင်းဖြစ်ပါတယ် သူကြံမအောင်မြင်ဘူးဆိုတာလည်းတည်တော့ရေအောက်ကိုဆေးပြီးသွားခဲ့ပါ යි တချောင်းလေးတွေကလည်းတစိမ်မတွေရဲ့ကျေးဇူးနဲ့ပယ်လယ်မှတ်ကိုအစောက်ထိုးတွေခင်ချင်ရာတွေဖြိနေကြတယ်ဗျာလူတယောက်ဆိုရင်တစိမ်မကြီးရဲ့လက်ကနေလွတ်ဖို့အဖဲဆန်စူးစမ်းနေကြရပါ යි တဲ့စိတ်ပွားဟာအဲ့ဒီလေဘောကို ခိုးဆင်းသွားပြီးတော့သူ့ဖယေမော်ရာနဲ့ပြန်ချေတဲ့လက်ကိုထိုးဆိုင်ပေးလိုက်ပါ යි တစိမ်မလေးလည်း ငေးသာပေါက်ထွေးပြေးပါတော့တယ်။ဒါပေမဲ့လောက်ထက်တကောင်ရောက်လာပြီးတော့စိတ်ဖွားကိုကြည်တဲ့ဆွဲချပါလေ။စိတ်ဖွားကလည်းသူ့တက်နေတဲ့များတက်ကန်ရင်လေကိုဆွဲထားခဲ့ပါလေ။ဒါပေမဲ့လည်းဘာမှကိုပဲစရာမရှိတာကြောင့်ကြည်တဲ့ဆွဲချခံရပါလေ။ဂျောက်ကဘာကိုရောက်သွားတဲ့ချိန်မှာတော့အနေငယ်မှောက်ချနေခဲ့ပြီးတစိမတကောင်ကိုထပ်မံတွေ့လိုက်ရပါလေ။အဲ့ဒီတစိမတွေဟာစိတ်ဖွားကိုကြောက်စရာကြည့်ပြီးကြီးနေခဲ့ကြပြီး ဆူရှာတဲ့တာကြီးဖြစ်အော်ဟေးဒုက္ခပေးခဲ့ပါတယ်။မော်ဆေဖော်ရဲ့နားပြီလေစီတော်ကြီးလိုတူဝမ်းဝမ်းမြည်သွားခဲ့ပြီးအတော့ကိုဒုက္ခရောက်နေခဲ့ပါတယ်။မော်ဆေဖာမှာမော်ဒါရှိတာကြောင့်တစိမ်မတွေလည်းနောက်ကိုမကဲ့ရဲပဲအဝေးကနေအားချောင်းနေခဲ့တာပေါ့။သူတို့ကိုချဖို့လေအခွင့်ရေများတဲ့ခါမှာတော့အပေါ်ကိုပြန်ထည့်ဖို့ဆိုးဖြဲလိုက်ပါတယ်။ဒါပေမဲ့တစိမ်မတွေကတော့သူ့ကိုအပေါ်ပြန်ထည့်ဖို့အခွင့်ရေလုံးဝမပေးခဲ့ပါဘူး။ သူနောက်ဟုတ်ကဲလာတဲ့ဒစိမတွေကို မော်ထားတဲ့တာစီရေမောင်စိတ်ပွားလေးတက်လို့ကြာပြီးတော့ရေမောပွားခဲ့ပါလေအဲ့ဒီတော့မှဒစိမတွေလည်းငါးစာထွေးထားတဲ့ငါးတွေလိုဝိုက်စိဖို့လုပ်တယ်ဗျာအဖေကဥစဉ်ကြီးလည်းသူမျက်လုံးဖွင့်တဲ့ချိန်မှာမောင်စိတ်ပွားကိုမတွေ့ရလို့ဂျီအောက်ကိုဆင်းလာခဲ့ပါလေဂျီအောက်မှာတော့မောင်စိတ်ပွားလက်တွေကလုတ်ထက်သွားတဲ့မော်တာကိုကောက်ကင်လိုက်ပါလေဒစိမတွေကလည်းသူတို့စီလိုက်လာရကောင်းလားဆိုပြီး ေါသထွက်နေခဲ့ကြရတဲ့။ဒါကြောင့်အစကလိုပဲစူးဝါတဲ့အတားနဲ့အော်ဟဲလိုက်ပြီးတော့ဦးစင်းကြီးစီကိုလှက်လာကြပါလေ။မဖိတ်ခေါ်ပဲသူမလိုအတင်းတိုးဝင်လာခဲ့တာကြောင့်ဦးစင်းလည်းလက်ထဲကဒါလိန်နဲ့ထိုးဆိုင်ပြေးလိုက်တဲ့။တဲမလည်းထွတ်ထွတ်လူသွားပြီးတော့မကံမရနိုင်စွာနဲ့စိတ်သွားဖို့ရပါလေ။ဒါကြောင့်ကြိုင်တဲ့နှစ်ကောင်ကလည်းချင်းနေမဟန်ဘူးဆိုတာနဲ့ထွက်ပြေးသွားခဲ့ကြလေဗျ။မောင်စီဘွားကတော့ ်ဆရာတို့ရဲ့ကျေးဇူးနဲ့ပဲအပေါ်ပြန်တက်လာနိုင်ခဲ့ပါတယ်။အဲဒီချိန်မှာဆရာတို့ကသာမကဲခဲ့ရင်တော့အဖေတို့သားလေးဖြစ်နေခဲ့လောက်တဲ့ကြာသူကန်ကောင်းသွားခဲ့တာပေါ့ဗျာ။အဲဒီကိစ္စပြီးမှတော့နေချောက်တဲ့ကကောင်းမတွေလည်းညိတ်ချသွားခဲ့တယ်လို့ပြောရမယ်ကြာဒီကိစ္စပြဿနာနဲ့ရာအလိုကပြီးဆုံးသွားပြီလို့ထင်လိုက်ပါတယ်။မှန်တကယ်မှာတော့သူတို့ထင်တယ်လို့မဟုတ်ပဲမှုန်သားကိုကြားလို့သာသူတို့ညင်နေခဲ့ကြပါတယ်။အဲဒါကြောင့် တနေ့ကျရင်တော့သူတို့ပြန်လာတောက်ကြနေပြီးတော့မောင်စိဖွာကလည်းအဲ့ဒီခြေကိုစောက်နေခဲ့တယ်ကြား